အားလုံးမင်္ဂလာပါညီကိုတို့နေကောင်းကြမှာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ကဘောလုံးဘလေးဘွဲပေါ့ဗျာရွေးချယ်ထားပါတယ်ဒါကျွန်တော် Euro Paris Semi Final ရဲ့ UEFA Conference League Semi Final ပေါ့နော်ကျွန်တော်တက် Final လောက်မယ်ပေါ့ဗျာပြီးတော့တပုတ်ထဲဒီ၄သင်းစာပေါ့နော်ဒီ၄ဘွဲစာကျွန်တော်တခါတည်းလောက်ပြီးမှဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Atletico Bilbao နဲ့ Man Utd ဘွဲစဉ်ပေါ့နော်ဒီဘွဲစဉ်မှာဖွင့်ထားတဲ့ Body G က Bilbao က level 90ရှုံး ဘူပေါင်းကြီးရဲ့နှလုံး60ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားတာတွေ့ရတာပေါ့နော်လက်ရှိအနေအထားကိုကြည့်မှဆိုရင်ဘီလ်ဘာအိုအသင်းကတော့ကျွန်တော်တို့ဒါအုပ်စုပွဲစဉ်တွေရောပြိုင်ပွဲစုံပေါ့နော်ဒါအင်္ဂွန်းပွဲစဉ်တွေကိုကြည့်မှဆိုရင်6ပွဲဆော့ထားတယ်ပေါ့နော်ဘီလ်ဘာအို 2AZ L ခါမှာ0ပေါ့နော်ဘီလ်ဘာအို1ကျွန်တော်ဆလာဗီးယားပရက်ဇီပေါ့ဘီလ်ဘာအို3 L စပေါ့ဇီပေါ့ဗျာဘီလ်ဘာအို3နဲ့ပန်ဇန်1 16ကိန်းအတင်းရှောင်းထားမှာတော့ရိုးမောင်31နဲ့နိုင်တယ်ပေါ့နော်ควอเตอร์ဖိုင်နယ်မှာတော့ရိန်ဂျာကို2ဇီနဲ့နိုင်ထားတယ်ပေါ့နော် ဆိုတော့ကျွန်တော်အင်္ဂလန်ပွဲစဉ်တွေမှာဆိုရင်ရကို15ခုရှိပေးကို2ခုတည်းရှိတဲ့ကျွန်တော်အတလီတီကိုပေးလိုပါဘူးအတင်းနဲ့ဖြစ်တာတွေ့ရတယ်ပေါ့နော်မိုင်းရအတင်းအောင်ကြည့်မယ်ဆိုလို့ရှိရင်မိုင်းရအတင်းကတော့ဒါပေါ်တို33ဖီနာဘာချီ11ပယ်ဇန်129နဲ့ FCSB Z229 မိမှကျွန်တော်16ဖင်ရှောင်းထွက်မှာတော့ဆိုစီတက်ကို11ဆော့တယ်ပေါ့ဗျာဒါ quarter final မှာတော့ကျွန်တော် lion အတင်းကိုပေါ့နော်တူတူဆော့ထားတာပေါ့ဗျာအကုန်လုံးဒါတွေအဝေးခွင်းပွဲစဉ်တွေကိုပဲကျွန်တော်ရွေးချယ်ပြီးပြောထားတာပေါ့နော် ဒီအဝေးခွင့်ပွဲစဉ်တွေကိုကျွန်တော်6ပွဲဆော့ထားတာကိုကြည့်မယ်ဆိုတော့မန်ရွေးရကူက17ခုရှိရပေကူက8ခုရှိရပေါ့နော်ဒီနှစ်တင်းရလက်ရှိကျွန်တော်ဒါပေါ့နော်ဒါစပိန်လာလီဂါမှာလက်ရှိသူတို့ရဲ့ခြေသွမ်းတွေကိုကြည့်မယ်ဆိုရင်ဘီလ်ဘာအိုအတင်းရတာပေါ့နော်ဒါဘီလ်ဘာအို1လက်ပါမ0ပေါ့နော်ဘီလ်ဘာအို3ဘယ်လ်ကန်နို1ပေါ့နော်ရီယယ်1ဘီလ်ဘာအိုပေါ့နော်ဘီလာရီယယ်0ဘီလ်ဘာအိုပေါ့နော်ဆာဘီလ်ဘာအို0နဲ့ကျွန်တော်အိုဆာဆူနာ0ပေါ့နော်ဒီလာလီဂါမှာဆိုရင်သူတို့ခြေရပေါ့နော် တောင်းကျင်အောင်ပြီးနှစ်ချိန်ပြေးထားတယ်ဗောနော်ဒါတည်းချင်းချင်းလည်းရအောင်ပြောပြထားတာပါရကို၄ကိုနဲ့ပေးကို၅ကိုပဲရှိတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒါဘေးပါကိုအတင်းရတော့ကျွန်တော်အိမ်ခွင်းမှာဆိုရင်တော်တော်လေးခံစိတ်ကိုဦးစားပေးတယ်ဗောနော်ဒီလိုအတင်းတင်းဖြစ်တာလည်းတွေ့ရတယ်ဗောနော်မိုင်းရောအတင်းရပရီးမီယာလိပွဲစဉ်တွေကိုချင်းမှာဆိုရင်ဘုံမောက်ကိုဝမ်းဝမ်းဆော့တယ်ဗောနော်ခုနောက်ဆုံးပွဲပြန်ဟုတ်ကိုအိမ်ခွင်းမှာရှုံးတယ်နယူကာဆယ်ကိုဝေးခွင်းမှာရှုံးတယ်မန်စီးတီးကိုတရေဆော့တယ်ဗောနော်ဖောရက်စ်ကို1-0နဲ့ရှုံးထားတယ် ဒီ Premier League ပွဲစဉ်၅ပွဲမှာဆိုရင်ရကူက9ဂိုးရှိတယ်ပေးကူက9ဂိုးရှိရတယ်တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကြည့်ရမှာဆိုရင် Man U က different level ပေါ့ဗျာ။ဒါ Europa League ကရင်ပုံမှန်တမျိုး။ဒါပေါ့နော်ကျွန်တော်ဒါ Premier League မှာဆိုတော့တို့မှာဘာမှမျှော်လင့်ချက်မရှိတော့ပေါ့နော်။ဒီပွဲကိုတို့တော်တော်လေးအာရုံစိုက်လို့ထင်တယ်ပေါ့နော်။တရင်နေထဲမှာတော့ကျွန်တော် Dalot, Toxoxi တို့ပေါ့နော် Martinez တို့ဒီကစားသမားတွေလွှဲချော်မယ်လို့ပြထားတာတွေ့ရတယ်ပေါ့နော်။ဒါ Bilbao ဘက်မှာဆိုရင်တော့ကစားသမားတွေမရှိသလောက်ပေါ့နော်။ကိုလွန်တိုင်ယာကင်းစင်နေတာမျိုးတွေ့ရတယ်။ ဒီနှစ်သင်း head to head ကတော့ကျွန်တော်2012တုန်းကဒီချိန်တွေ့ထားတယ်ပေါ့နော်ဒါယူရိုပါလိပွဲဆိုင်ပေါ့နော်ဒါမန်ယူကွဲမှာမန်ယူက2-3နဲ့ရှုံးတယ်ဘီလ်ဘာကွဲမှာဘီလ်ဘာက2-1နဲ့နိုင်ထားတယ်ပေါ့နော်အဲ့ဒီချိန်တုန်းကပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုဖွင့်ထားတဲ့ Wines to Oz မှာကြည့်မယ်ဆိုရင်တော့ဘီလ်ဘာကိုအတင်းအနိုင်ကိုကျတော့နှစ်ဆပေးထားတယ်တရီကို3ဆခွဲနဲ့မန်ယူအနိုင်ကို4ဆပေးထားတာတွေ့ရတယ် မနေ့90အတော်တည်းမှာအနည်းဆုံးကျွန်တော်တို့နှစ်သောင်းဖြစ်မဲ့ကိုပေါင်းကြီး3လောင်းလောက်ထိရောက်သွားမှဆိုတဲ့ခြေဥဖွင့်ထားတယ်။ဘီလဘောအတင်းအနည်းဆုံးကျွန်တော်တို့တစ်လုံးနဲ့နှလုံးကြားထဲမှာထည့်နိုင်တယ်ဆိုတဲ့ခြေဥတွေဖွင့်ထားတာပေါ့နော်။မင်းတို့တင်ရတော့အနည်းဆုံးကျွန်တော်တစ်လုံးလောက်တော့ရမယ်ဒီနေရာမှာတစ်ချက်စဉ်းစားရမှာဘယ်လိုပါဘူးအတင်းကကိုတကူရပြီဒါကိုကျွန်တော်ပိတ်ဆို့ပြီးလဲဆော့သွားနိုင်တယ်အိမ်ဝင်ပွဲစဉ်လည်းဖြစ်တဲ့အတွက်တော်တော်လေးပေါ့နော်အာယုံဆိုင်မယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ကဘီလ်ဘာအိုအတင်းနဲ့ပေါ့နော်ဘော်ဒီမှာကျွန်တော်ဘီလ်ဘာအိုဝက်ဆိုက်နဲ့ပင်ဂူပေါင်းအောက်ကိုကြိုက်ပါတယ်အဲ့ဒါပွဲစဉ်တစ်ပွဲကတော့ဒါစပါနဲ့အောက်စပေါ့တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာစပါဘော်ဒီကြီးတော်တော်ပြင်းနေဗျာပေးထားတာပေါ့နော်စပါအတင်းကနှလုံး80နံကိုဘူပေါင်းကြီးက340ရှုံးဆိုမှပေးထားတယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စပါနဲ့ဘိုဒိုဂလင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်စပါအတင်းကတော့ဘော်ဒီပေါက်ကြီးကတော့ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စပါးနဲ့ဘိုဒိုကလင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာစပါးအသင်းကတော့နှလုံး80နိုင်ကိုပေါင်းချက်340ရှုံးဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်သင်းရဲ့လက်ရှိကျွန်တော်ခြေစွမ်းကိုကြည့်ရမယ်ဆိုရင်စပါးအသင်းမှာတော့စပါးကတော့ကျွန်တော်အုပ်စုပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ကွာရာဘတ်ကိုနိုင်တယ်အစ်ဇက်အယ်ခမာကိုနိုင်တယ်ရိုမာကိုတီးဆော့တယ်ပေါ့နော်အယ်စပတ်ကို3-0နဲ့နိုင်တယ်ပေါ့နော်ပြန်စချောင်းတင်ရှုံးထားမှာဆိုရင် Isaac Alchemao ထပ်တွေ့တယ်ဗောနော31နဲ့9နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ quarter final မှာဆိုရင်ကျွန်တော် front foot ကို1 1ဆော့ထားတာအင်္ဂွင်းပွဲစဉ်တွေပဲဖြစ်တယ်ဗောနော်ဒီအင်္ဂွင်းပွဲစဉ်တွေတရားဗောနော်ကျွန်တော်6ပွဲရှိတယ်ဒီ6ပွဲမှာဆိုကြေးရ3ချိန်ပဲအောင်ပြီး3ချိန်ကတော့တည်ထားတွေ့ရတယ်ဗောနော်တိုက်စစ်က73ခုရထားတယ်ပေကူက4ခုရှိရဗောနော်ဒါကျွန်တော်ဘိုဒိုဂလင်းကိုကြည့်မှာဆိုရင်ဘိုဒိုဂလင်းကတော့ USD ကိုဇီဇီဆော့တယ်ဘရာက1 2နဲ့9နဲ့မိုင်းကို3 2နဲ့ရှုံးတယ်နင်းစ်ကို1 1ဆော့ထားတယ်ဗောနော် ဒီအသင်းကကျွန်တော်ဒီအုပ်စုပွဲစဉ်တွေမှာတော့၄ပွဲလုံးကျွန်တော်တို့ဒါကျေးရအောင်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါ play off အဆင့်ရောက်တဲ့ချိန်ကျတော့ကျွန်တော်20ကို21နဲ့ရှုံးတယ်16သိန်းရှုံးထက်မှာကျတော့ Olympia ကိုဟို21နဲ့ထပ်ရှုံးတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါ quarter final မှာတော့ Lazio 2-0နဲ့ရှုံးတယ်ပေါ့နော်ဒါ Olympia ကိုနဲ့ပွဲစဉ်မှာတော့သူတို့ကျေးအောင်ထားတယ်ဒါ Lazio နဲ့ပွဲစဉ်မှာတော့2-0ဆိုတော့ကျွန်တော်ကျေးရှုံးထားတယ်တွေ့ရတယ်ပေါ့နော်ဒီအတင်းကတော့အဝေးကွင်းရလက်ပေါ့နော်ဒါခုကျွန်တော်ပြောတာအကုန်လုံးအဝေးကွင်းပွဲစဉ်တွေပဲဖြစ်တယ်ပေါ့နော် ဆိုအဝေးကွန်းမှာတို့ရကို9ခုရှိတယ်ပေးကူက17ခုရှိတယ်ဒီအတင်းကလုံးဝ9ခုထဲနိုင်တယ်အတင်းတင်းဆိုတာတေချာတယ်ပေါ့နော်လက်ရှိစပါအတင်းရကျွန်တော် Premier League လက်ရှိခြေစွမ်း5ဘွဲကိုကြည့်မယ်ဆိုရင်လည်းအားရတာဘာမှမပေါင်း Liverpool 5-1 Forest 2-1 Wolves 4-2ပေါ့နော် Chelsea 1-0ပေါ့နော်တို့နိုင်ထားတာကတော့ဒါ Southampton ဒင်းထဲကဘယ်31နဲ့နိုင်ထားတာတွေ့ရတယ်ဒါနောက်တန်းလုံးဝမကောင်းပါဘူးကျွန်တော် Bordeaux လည်းဂိုးရသွားနိုင်တယ်ပေါ့နော် ော်ဒီပွဲစဉ်မှာကျွန်တော်လွဲချောင်းမှာကစားသမားရာဆောင်းအောင်မင်းမတေချာဘူးဘောနော်ကျွန်တော်တီမိုဝါနာတို့ဘာလို့လဲရှိရပါတော့ရာဂီလွန်တို့တီမိုဝါနာတို့ဖော့စတာတို့ဒီကစားသမားတွေရှိမယ်ပေါ့နော်ဒီနေ့တင်းရတော့ဒီချိန်တခါမှ head to head တွေဘာလဲမရှိဘူးပေါ့နော်ကျွန်တော် wise to us မှာကြည့်မယ်ဆိုရင်စပါအတင်း1.3တရေကို6ဆခွဲပိုတိုဂလင်းအနိုင်ကို10ဆတောင်ပေးထားတယ်ဗျာဒီလိုအခြေအနေလေးတွေကိုကြည့်မယ်ဆိုရင်တေချာဘောပိုတိုဂလင်းကနိုင်တဲ့အကြောင်းမရှိဘူးဆိုတော့ တဘောမျိုးလည်းတက်ရောက်နေအတိုင်းမဲ့ body shape ကတော်တော်လေးပြင်းနေတယ်ဗောနော်လက်ရှိ lazy လို့အတင်းကိုတော့ဖြုတ်ခဲ့တယ်ဗျာ20လို့အတင်းကိုလည်းဖြုတ်ခဲ့တယ်ဗျာ nins ကိုနော် nins လို့အတင်းကိုတရီဆော့တယ်ဗျာ mayo လို့အတင်းကိုချေးအောင်ကန်ထားတဲ့အတင်းတင်းကိုဗောနော်ဒါကျွန်တော်ပေးထားတဲ့ခြေကကျွန်တော်တော့တာအပြင်းနေလို့ထင်တယ်ဒီနေ့တင်းကကျွန်တော်မိနစ်60ဒေါ်တော်မှဖြစ်မဲ့ဂိုးပေါင်းခြေအနည်းဆုံး3လောင်းတော့ဖြစ်မဲ့ဆိုတော့ခြေကိုတော့ဖွင့်ထားတယ် ပြီးလို့ရှိရင်ကျွန်တော်စပါးအတန်းကတော့အနည်းဆုံးနှလုံးလောက်တော့ရသွားနိုင်တယ်ပေါ့နော်ဘိုဒိုကလင်းကတော့တကူးလောက်တော့ရသွားမယ်ဆိုတဲ့ခြေဖွင့်ထားတာတော့တွေ့ရတယ်ပေါ့နော်ဒါ၃လုံး၄၀ရှုံး၃လုံး၄၀ရှုံးဆိုတဲ့အောက်မှာပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဘိုဒိုကလင်း body နဲ့ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်အနည်းဆုံး၃လုံးထိပဲကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါ Europa Conference League ပေါ့နော်ဒါ semi final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Juve Garden နဲ့ Chelsea တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်ဖွင့်ထားတဲ့ body ကြီးကတော့တော်တော်လေးပြင်းနေချဲစီရနှလုံးတရားနိုင်ဘူးပေါင်းကြီးတောင်းလုံးတစ်30ဆန်းဒီမှာဖွင့်ထားတာတွေ့ရတယ်ပေါ့နော် so chelsea ဂျွေကရန်အတင်းကိုကြည့်ရမယ်ဆိုရင်ဂျွေကရန်ကတော့ကျွန်တော်ဒါပေါ်တူဂီကလပ်ဗီတိုရီယာကိုပေါ့နော်1 2ဆိုတဲ့ရလနဲ့ရှုံးတယ်ပြီးရင်ပီနန်တီယန်ကိုစ်ကို2 1နဲ့နိုင်တယ်ပြီးရင်လီဂီကို3 1နဲ့နိုင်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါ16ဆင်းရှုံးတဲ့မှာဆိုရင်ပါပို့စ်နဲ့တွေ့တယ်ပါပို့စ်ကို3 0နဲ့နိုင်တယ်ပေါ့နော် ဒါကျွန်တော် quarter fight နဲ့မှာကျွန်တော်ကျွန်တော် red pit ပေါ်နော် red pit ကိုဒါ z1 နဲ့ရှုံးတယ်ဒါအင်ဝင်ပွဲစဉ်တွေကိုပြောပြတာဖြစ်ပါတယ်အဝေးဝင်ပွဲစဉ်တွေမပြောဘူးပေါ့နော်ဒါစုစုပေါင်း short ထားတယ်ကျွန်တော်ဒါ9ပွဲပေါ့နော်ဒါကိုပြောပြပေးတာဖြစ်ပါတယ်ဒီမှာဆိုကြည့်မယ်ဆိုဒီအတင်းကရကိုကိုကိုပေါ့နော်ပေးကို9ကို10ပေါ့နော်ချဲစီအတင်းအဝေးဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဆွစ်ဇာလန် club ဖြစ်တဲ့ Savata ကို2-1နဲ့ရှုံးတယ်ချေရှုံးတယ်ပေါ့နော်ပီနန်တီယာကော1-4နဲ့နိုင်တယ်ဟန်နိုင်ကို0-2နဲ့နိုင်တယ်ပေါ့နော်အက်စတာနာ1-3နဲ့နိုင်တယ်ပေါ့နော် ပြီး16နှစ်ရှုံးတက်မှာဆိုရင်ကိုဗင်ဂင်ကို1 2နဲ့နိုင်တယ်ချေအောင်တယ်ဗောနော်ဒါကျွန်တော် quarter final မှာ Ligio Z3 နဲ့နိုင်တယ်ချေအောင်တာချဲစီအဝေးကွင်းမှာဗောနော်ကျွန်တော်ဆော့ခဲ့တဲ့ပွဲစဉ်နဲ့အားလုံးကြည့်မှာဆိုရင်6ပွဲရှိတယ်ဒီ6ပွဲမှာဆိုချေရှုံးထားတာတပွဲပဲရှိတယ် Zabata ကို2-1နဲ့ရှုံးတဲ့ပွဲဗောနော်ပြီးဒီကျွန်တော်တို့ဒါ tie set က15ကိုရထားတယ်ပေကူက5ကိုပဲရှိတယ်ဗောနော်လက်ရှိ Premier League ရဲ့ခြေစွမ်းနဲ့ကြည့်မှာဆိုရင် Everton 1-0နဲ့နိုင်တယ် Fulham 1-2နဲ့နိုင်တယ်ဗောနော် S switch ကိုတည်ရဆော့ထားတဲ့ brand ဖို့တည်ရဆော့ထားတဲ့ကျွန်တော်စပါ1ဈေးနဲ့နိုင်တာပေါ့နော်။ဒါလက်ရှိခြေစွမ်းနေရခြေစည်းရတအားတန်နေတာဆိုတော့ကျွန်တော်ညင်းလို့မရဘူးပေါ့နော်။ဒီနဲ့တင်းရတော့ကျွန်တော် head to head တွေပါလေလက်မရှိဘူးပေါ့ဗျာ။ head to head လက်မရှိဘူး။နိုင်ဂျီယာနောင်းကတော့ခြေစည်းရ89ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ်။ဒါနိုင်ဂျီယာနောင်းမှာဆိုလို့ရှိရင်89ရာခိုင်နှုန်းပြီးလို့ရှိရင်ကျွန်တော် wise to os မှာကြည့်မယ်ဆိုရင်တော့ဒွေကရဲအနိုင်ကိုကျွန်တော်တို့10ဆတရီကို9ဆပေါ့နော်။ခြေစည်းအနိုင်ကို 1.30ဆိုတာပြီးထားတာတွေ့ရတာပေါ့နော်ဒီပွဲစဉ်ကကျွန်တော်တို့နှစ်သိန်းဝန်းဖြစ်မှာဂိုးပေါင်းကြီးကိုကြီးမှာဆိုရင်အနည်းဆုံး3လုံးနဲ့4လုံးဒီဖြစ်မှာဆိုတဲ့ခြေဥ်တော့ဖွင့်ထားပါတယ်ဂျွေကရန်အတင်းကတော့တကူရဖို့တော့မလွယ်ဘူးဆိုတဲ့ခြေဥ်ဖွင့်ထားလို့ချဲစီအတင်းအနည်းဆုံးနှလုံးကနဲ့3လုံးဒီထဲမှာဆိုတဲ့ခြေဥ်ဖွင့်ထားတာပေါ့နော်ဒီပွဲစဉ်မှာဘလိုပဲနေနေပါကျွန်တော်ချဲစီဘော်ဒီနဲ့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နော်ချဲစီပဲရွေးရမှာပေါ့နော်အစင်တန်းကြီးကတအားကွာတယ်အဲ့မှာချဲစီတကယ်ဆော့မလားမဆော့ဘူးလားဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့နော် ကျွန်တော်တို့ဆွမလို့ပဲယုံကြည်မိပါတယ်ဒီအစင်းရောက်လာမှာတော့နောက်ထပ်သတင်းကတော့ real betting နဲ့ fielding တင်နာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ betting ကတလုံး90နိုင်9ပေါင်းချိနှလုံး90ရှုံးပေးထားတာတွေ့ရတယ်ဗောနော်ဆိုကျွန်တော် betting အတင်ရလက်ရှိတာအိမ်ဝင်ပွဲစဉ်နဲ့ဆော့ခဲ့တဲ့ Europa League betting အတင်ရလက်ရှိ conference လေးဆော့ခဲ့တဲ့အိမ်ဝင်ပွဲစဉ်နဲ့ကြည့်မှာဆိုရင်ကျွန်တော်ဒါ betting 1 Copenhagen 1ဗောနော်ဒါ Diamond Club ပြီးရင်ကျွန်တော်စာကြေးပေါ့နော်စာကြေးကို21နဲ့နိုင်တယ်ကြေးရှုံးတယ် HJK 10နဲ့နိုင်တယ်ကြေးရှုံးတယ်ပေါ့နော်ပြီးရင်ဂျန်ကို01နဲ့ရှုံးတယ်ကြေးရှုံးတယ်ပြီးရင်ကျွန်တော်ဗီတိုရီယာကို22ဆော့တယ်ကြေးရှုံးတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါ play off ပွဲစဉ်နေမှာရောကျွန်တော်16သင်းရှုံးထွက်ထိပေါ့နော်သူတို့ဆော့ခဲ့တာ5ပွဲတိတိဒါလုံးဝဘက်တက်အတင်းအချေးမအောင်ထားပေါ့နော် quarter final နဲ့ရောက်လာတဲ့အချိန်မှာပေါ့နော်ဂျယ်လိုနီးယားကိုကျွန်တော်2-0နဲ့နိုင်တယ်ပေါ့နော် ဒီတပွဲပဲနိုင်ထားတာတွေ့ရတယ်ပေါ့နော်နောက်တော့ဖီရင်တီနာကိုကြည့်မယ်ဆိုရင်ဖီရင်တီနာရတဲ့ conference league အဝေးခွင့်ပွဲစဉ်တွေကြည့်မယ်ဆိုရင် glan ကို2ဖုန်းနဲ့နိုင်တဲ့ကြေးအောင်နဲ့ကျွန်တော် a pool ပေါ့နော်ဒါ cyber club a pool ကို2-1နဲ့ပေါ့နော်ကျွန်တော်ရှုံးထားတာတွေ့ရတယ် victoria 1-1ဆော့တယ်ဒါလည်းကျွန်တော်ကြေးရှုံးပါတယ်16သိန်းရှုံးထွက်ရောက်တော့ကျွန်တော် penalty post ပေါ့နော်32နဲ့ရှုံးတယ်ဒါလည်းကြေးရှုံးပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒါ quarter final မှာစာချင်းနဲ့တွေ့တယ်1-2နဲ့နိုင်တဲ့ဒါကြေးအောင်နဲ့ပေါ့နော် ဆိုတော့ဒီနောက်လည်းဘာမှမထူးဘူးเนาะဒါဘက်တစ်ပုံစံမျိုးပါပဲခံစစ်တွေကယူရင်းနေဗောနော်တိုက်စစ်တွေကကောင်းနေတယ်နှစ်သိန်းလောက်ဗောနော်လက်ရှိကျွန်တော်ဒီ Real Betis ရဲ့ Spain La Liga ပွဲစဉ်5ပွဲကိုလေ့လာကြည့်တဲ့အချိန်တော့ Bilbao League 5-1 Girona 1-3ဗောနော် Villarreal ကိုရှုံးထားတယ် Barcelona ကိုတိတ်ဆော့တယ်ဗောနော် Sevilla ကိုနိုင်ထားတယ်ဒီ Spain La Liga 5ပွဲမှာဆိုလို့ရှိရင်ကျွန်တော်4ပွဲကြည့်အောင်ပြီးတပွဲပဲတည်ထားတယ်ဗောနော်ကျွန်တော်ဒါ Europa ကျွန်တော် conference list မှာဆိုလို့ရှိရင် batch ကပေါ့နော်တောက်တော့ခြေရှုံထားတဲ့တပွဲတန်းအောင်ထားတဲ့ပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်နိုင်ရှင်ပြီးပြောပြချင်တာပါလက်ရှိကျွန်တော် batch အတန်းဒီ conference list မှာဆိုလို့ရှိရင်အိမ်ငွေးနေမှာပဲဆော့ခဲ့တယ်ပေါ့နော်ဒီပွဲစဉ်တွေကိုကြည့်မှဆိုရင်ဒီ6ပွဲရှိတယ်ရကို8ခုနဲ့ပေးခု9ခုရှိရတယ်တွေ့ရတယ်ပေါ့နော် Fiorentina ကတော့ဒါရကို7ခုရှိရပေးခု9ခုရှိရပေါ့နော်ဒါ Fiorentina ရဲ့လက်ရှိ Italy Serie A ပွဲစဉ်တွေကြည့်မှဆိုရင် PO21 Empoli ပေါ့နော် Cagliari 12 PO ဖီယိုရင်တီနာပေါ့နော်ဖီယိုရင်တီနာဇီပါမာဇီပေါ့နော်မီလန်2ဖီယိုရင်တီနာ2ပေါ့နော်ဖီယိုရင်တီနာ3ဂျူဗင်တက်0ဆိုမှတက်စီးရီးအမှာဆို4ပွဲလုံးကျွန်တော်ခြေရီအောင်ထားတာလည်းတွေ့ရတယ်ပေါ့နော်စီးရီးပွဲစဉ်တွေမှာဆိုရင်ရာကိုကိုကိုရထားတယ်ပေကူ4ခုရှိရပေါ့နော်ဒီပွဲစဉ်မှာဖီယိုရင်တီနာပဲခြိုက်တယ်ဗျာဖီယိုရင်တီနာဘော်ဒီနဲ့ကျွန်တော်ဒါဂိုးပေါင်းအပေါ်ဖီယိုရင်တီနာနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုစိုက်ပါတယ်ညီကိုတော့အလုံးအစင်ပြကြပါစေဘောလုံးပွဲတွေလည်းပေါက်ကြပါစေကျမ်းမာချမ်းသာကြပါစေခင်ဗျာ